စိတ်ဖြူစင်မှုအင်အားစုများစိတ်မှာအငြိကြေးတွေရောက်နေလို့ရှင်ဟောဒီအင်အားစုတွေကစိတ်ကိုဖြူစင်စေနိုင်လေစိတ်ဖြူစင်စေတဲ့အကြောင်းတရားများကိုမိမိတဏ္ဍာမှာထူထောင်ပေးခြင်းဖြင့်စိတ်ရဲ့အငြိကြေးတွေကင်းစင်သွားနိုင်ပါတယ်ဒီအင်အားစုများဟာလည်းပဲ ရှင်ဘက်စိတ်တွေရဲ့အခြေအနေအလိုက်စွမ်းရည်တတ္တိဟာအစင်းစင်းရှိတယ်လို့ဒီလိုသဘောပေါက်ထားရမှာဆိုပါစို့အလောဘကလောဘကိုပယ်ဖြောင်းနိုင်တယ်လို့ဒီဖြူစင်စေတဲ့အင်အားစုတွေထဲမှာအလောဘဆိုတဲ့သဘောဝတရားကလောဘကိုပယ်ဖြောင်းနိုင်တယ်ဆိုတဲ့နေရာမှာအပြီးမှသင်တဲ့ပုံစံတွေသဘောပေါက်ဖို့ရတာက ိုအာလောဘသည်ဘယ်စိတ်မှရှင်တဲ့အာလောဘလဲဆိုတာကိုကြည့်ရမဟာကုသိုလ်စိတ်လို့ဆိုတဲ့ဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုလုပ်တဲ့အလောဘကလောဘကိုပယ်နိုင်တာဟာတရင်ကပဲပယ်နိုင်တယ်။စွရိတ်တတ္တိတလုံးမပြေဘူးပေါ့။ ရူပဝဆရကုသိုလ်စိတ်ဇန်တရားတွေနဲ့ရှင်တွဲလာပြီဆိုလို့ရှိရင်အဲ့ဒီအလောဘကဒီလောဘကိုတော်တော်ဝေးဝေးဖယ်ရှားထားနိုင်တယ်။လုံးဝနီးနီးလောက်ဖျောက်ထားနိုင်တယ်လို့သူကစွန့်ရည်တတ္တိပို့ထက်လာ။မစိတ်နဲ့ရှင်တဲ့အလောဘကြတော့လောဘကိုအကျဉ်းချံမရှိအောင်ဖယ်ရှားပြနိုင်တယ်လို့ဒီလိုမှတ်။မစိတ်ဆိုတဲ့နေရာမှာလည်းပဲလောဘရဲ့သဘောကိုအစင့်စင့်ပယ်သွားနိုင်တယ်။ သောတပတိမကသောတပတိမနဲ့ရှင်တဲ့အလောဘကအပေဘုံကိုကြဆင်နိုင်တဲ့လောဘမျိုးကိုဖယ်ရှားနိုင်တယ်သို့တော့လူပြည်နတ်ပြည်ဒီအပေကိုကြဆင်နိုင်တဲ့လောဘမျိုးမဟုတ်ဘူးလူပြည်နတ်ပြည်မှာဒီလောဘရှိလျက်နဲ့လူပြည်နတ်ပြည်ရောက်နိုင်တယ်ဆိုတဲ့လောဘမျိုးတော့မဖယ်နိုင်လေဘူးသူက ဒါကြောင့်မို့သောတပန်ဖြစ်တဲ့ဝိတ္တခါတို့ခொနည်းနှစ်သမီးကသောတပန်ဖြစ်လာပြီမဲ့လို့16နှစ်သမီးလောက်ကြတော့အိမ်အောင်ပြုသေးတာပေါ့နော်အဲ့တော့သူလောဘကမဖယ်နိုင်သေးဘူးလို့ဒီလိုမှတ်အပေကျစေတဲ့လောဘကိုတော့သူဖယ်ရှားပြနိုင်တယ်လို့တဂရဂမိမဲ့နဲ့ရှင်တဲ့အလောဘကြတော့ အင်မတန်အားနည်းသောဖယ်ရှားဖြစ်တယ်အနာဂါမိမဲ့နေရှင်နဲ့အလောဘကြတော့ကာမအာယုန်လို့ဆိုတဲ့မျက်စိနာနာလျာကိုကရရှိလာတဲ့အာယုန်တွေနဲ့ပတ်သက်တဲ့တွေ့တာတဲ့လောဘကိုအချင်းမဲ့ဖယ်ရှားပြစ်လိုက်တယ်သို့သောဇန်နဲ့ပတ်သက်ပြီးတွေ့တာတဲ့လောဘမြမဘုံပေါ်မှာတွေ့တာတဲ့လောဘမျိုးတော့သူကမဖယ်ရှားနိုင်သေးဘူး ေသောတဂရဂာမိမဲ့အနာဂာမိမဲ့အရတမနဲ့ရှင်တဲ့လောအလောဘကြတော့လောဘကိုချင်းချံမရှိ လုံးဝပြောင်းဖယ်ရှားပြစ်နိုင်တယ်ဒီလိုသဘောပေါက်ထားရမယ်နော်အေးဒီကနေ့ဟောမှာကစိတ်ဖြစ်စင်မှုအင်အားစုများလို့ဆိုတာသောဘနာစေတသိက်တွေအကြောင်းကိုဟောမယ်သောဘနာဆိုတာတင့်တယ်တယ်လို့အင်္ဂလိပ်လိုကြဒါကြောင့်မို့ beautiful mental state လို့ဘာသာပြန်လဲတင့်တယ်တဲ့ကောင်းမြတ်တယ်တင့်တယ်တဲ့ကောင်းတယ်ဆိုတာကောင်းတဲ့အည်သွေးတွေရှိလို့ကောင်းတာကိုကြိုက်လို့ကောင်းတာမျိုးပြောတာမဟုတ်ဘူးတင့်တယ်တဲ့ကောင်းမြတ်တဲ့အည်သွေးတွေကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေရလို့ကောင်းတယ်လို့ဒီလိုပြောတာနော်သူရဲ့အကျိုးပေးဟာလှလပပအကျိုးပေးတတ်တာဖြစ်သောကြောင့်ကောင်းတယ်တင့်တယ်လို့ပြောတာ။ ေးစိတ်ကိုသူတို့ကဖြူစင်စေတတ်လို့စိတ်ဖြူစင်မှု စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အင်အားစုများအကုသိုလ်တရားတွေကိုဖယ်ရှားဖို့ရရှေ့တန်းကနေတိုက်ဖြတ်နေတဲ့သဘာဝတရားတွေလို့သဘာဝဟာသဘာဝချင်းပဲတိုက်တယ်ဟုတ်ကဲ့လားမိနဲ့ရေဆိုတော့မိငိမ့်ငိမ့်ရေကိုအသုံးပြရတယ်ပေါ့ခုခေတ်တော့တခြားနေနေလည်းရှိတာပေါ့နော် အဲ့တော့အဓိကကတော့မိငိမ့်ရင် ရေနဲ့ပဲမဟုတ်လားမှန်ပါပါဗျာရေနဲ့ပြီးဆိုတာတော့စမ်းကျင်မဲ့လို့နေတာအဲ့တော့သူကလည်းသူဖေရှားပြဖို့ရအကြောင်းတရားတွေအကုန်လုံးရှိတယ်